ပိတ်သမားအလုံးမဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပိတ်သက်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမဲဇလန်လေးကတော့စာရေးသူမောင်တေဆန်ရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့ဓာတ်ရောင်ဆောင်သောကြီးဆိုတဲ့ဇလန်လေးပဲဖြစ်ပါရီတင်ဆက်မှုလေးကိုမစခင်မှာပိတ်သက်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဒီသမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးမြတ် ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာပေပင်ရွာလူကြီးအနေမှာဖြစ်ပါရင်အိမ်ရောက်တန်းလျောင်းမှာရွာကရွာလူကြီးနဲ့ရမီရဖလူကြီးတွေနေထိုင်နေကြပြီးသူတို့ရဲ့ရှေ့ရှိမောင်ဘိုးကျင်တို့လူငယ်တစ်တိုက်ကိုစစ်ဆေးမေးမြန်းနေပါတယ်ကဲမင်းတို့ဖွဲ့တွေကအကြီးဆုံးနှစ်ယောက်ကိုမေးမယ်နွားတခုမင်းတို့ဘာလို့မမိရလဲရွာလူကြီးကအရီလို့ပြောတဲ့အခါတားဖြစ်သူပိုးထွေးကမတိမနှက်နဲ့ပြန်ကြည့်လိုက်ပြီးတော့ အဘာလို့ဆိုရလဲနော်ကိုရိုင်းကတော့အဖြစ်မရှိဘူးရှင်းရနေတကိုးလိုက်ပန်းပြီးရတဲ့သူတွေရောများတရားခံစစ်စစ်နေတယ်။ညဘိုးတွေမိကငါသားဆိုပေမဲ့အလျှော့ပေးမှာမဟုတ်ဘူး။ရွာလူချင်းရဲ့စကားကြောင့်ဖိုးထွေးပါဝင်တကိုးခိုးသွားတဲ့နန်းကြီးကိုပြန်ယူပေးခဲ့တဲ့မောင်ဘိုးတင်တို့တဆုစိတ်ဆိုးသွားကြပြီးလေရွာလူကြီးပါဝင်ရမီရဖာတွေကိုမကြည်မနှံ့နဲ့ကြည်က၎င်းလူတွေတကိုးကိုလည်းလိုက်ဖမ်းပေးရသေးတယ် တခိုးမမိရာနေကြုတ်တော့လာပြစ်တင်နေသေးတယ်။ဒီဟုတ်တယ်ကွာ။ငါတို့ပြန်ယူလာတဲ့နဏီကြီးကို ပြန်လို့ကြအောင်။ဟုတ်တယ်။သူတို့ကတော့တခိုးမပြောနဲ့တခိုးရဲ့အရေးတောင်မင်းအောင်မလိုက်နိုင်မင်းနေအောင်။လိုက်နိုင်မလားကွာ။သူတို့ကပိုင်ကြီးတယ်တွေကိုကြည့်မလား။ရွာတော်ပိုင်းကပိုင်ကြီးတဲ့အမမီးစိန်ပိုက်တောင်သူတို့ပိုင်လောက်မကြည့်ဘူး။မမိုးတင်တို့ရဲ့တရားတစ်ပောက်ပြောစကားကြောင့်ရွာလူကြီးနဲ့ဖွဲ့ကမျက်နှာရီပြတ်သွားကြပြီးအသက်ကြီးသူတွေရှက်တဲ့ကဖြစ်နေကြတဲ့အတိုင်း ်မောင်ဘိုးတင်တို့အဖွဲ့ကိုငောင်းငန်းပြီးအိမ်ဝိုင်းတဲကနေတွက်သွားခိုင်းကြပါလိရောတယ်။ဟဲ့အောင်ကျိုးသေးအသေးကွင်းအရန်နဲ့ပြန်ဆက်လိုက်ဒီရက်ကညောင်စည်းလိုပဲကွဲနေအသေးနှချမ်းကိုစီအောင်ကပ်ဖို့ဒီအရက်ကိုတော့ကိုပချင်းကိုရခမရအရက်တောက်တာလုံနေပြီနော်ကိုကိုကိုမှန်လေးပြန်ကြည့်အောင်ဟဲ့အောင်ငါမကောင်းတဲ့ကောင်ကမကောင်းတဲ့ကောင်ကမကောင်းတယ်လို့နေရပါဖြစ်လေကွာ ရုပ်ဆိုးလာတဲ့ပဒင်းကိုမှအယက်သမားလုံးလုံးဖြစ်နေရသပဲရုပ်ဆိုးနေလေ။တို့ရဲ့သဘောကောင်းတဲ့ကျင့်သည်ကပျောက်ပြက်မသွားပဲညအချိန်မတော်အိမ်ကိုရောက်လာတဲ့ဂျိုသိန်းကိုကောင်းမွန်စွာအေခံနေ။တမိုင်းမိုင်းတထွေတွေဖြစ်နေတဲ့ဂျိုသိန်းကိုရီစားသနာနဲ့အစံပြေဦးထင်ကမနက်စောစောစီစီအယက်တိုက်နေခြင်းသာဖြစ်ပါရင်။မနက်မိုးလေးကိုပလင်းဆိုတဲ့စကားနဲ့အညီဘယ်အချိန်ကတည်းကပဲဝယ်ထားမှမသိတဲ့အယက်ပလင်းတွေကသူ့ရဲ့အိမ်ရောက်စပွဲတန်းလျားမှာအပြည့်ဖြစ်တယ်။ ပထင်ကောကဇပွဲဝကအရက်တပလင်းကိုယူလိုက်ပြီးဂျိုးသိန်းကိုစကားဆူလိုက်တယ်။ဂျိုးသိန်းဒီဟာရေရိုးစင်ကအရက်ဒါမင်းတို့ပေပင်ကဒါရောမြောက်ပင်ကဒီစိမ့်ဖက်ဖက်ပလင်းလေးကမြောက်ဖက်ကန်ကဒါလေးကတော့တောင်ဘက်ကန်ရေရိုးစင်အုပ်စုကအရက်ဒီဘက်ကဟာတော့တခြားရွာအုပ်စုဟာအရင်အလုံးဟာအတူတူပဲမဟုတ်ဘူးလားမတူဘူးဂျိုးသိန်းကငါပြောပြမယ်မင်းတို့ပေပင်ရွာကရက်ကနည်းနည်းပေါ့ရေရေရောများလေတင်နေ ပတိငောကယက်တီကဖွဲ့၍ဂျိုးသိန်းကိုပြောပြလေးလျောင်းစိတ်ညစ်နေတဲ့ဂျိုးသိန်းခမခေါင်းကိုတပြင်းပြင်းကုတ်နေမိပါရင်အဲခန်နဲ့ဆွေရမအယက်နဲ့ပဲကြီးတော့တာဖြစ်ပြီးတခြားမိသည့်စားစရာမှမရှိတဲ့အတွက်ဂျိုးသိန်းတယောက်ဗိုက်စာလာပြီးဖြစ်တယ်။ဒါကြောင့်ယက်တီကချဲ့နေတဲ့ပတိငောကိုကြားပြက်ပြီးဗိုက်စာနေကြောင်းပြောလိုက်ရတော့တယ်။ကိုပတိငောတို့ဗိုက်စာရယ်ဗျာ။မင်းရလေကွာဗိုက်စာလာယက်တာဗျာဗျာမနေနဲ့ အရက်ဆိုတာဘိုက်စားတဲ့ဝေနာတွေမဟုတ်ဘူးအရာအလုံးပျောက်တယ်ဂုံဂုံပြောမယ်ကွာအသက်တောင်ပျောက်တယ်ပကြီးကသူစကားသူသဘောကျကတဟားဟားနဲ့ရှီမောင်းနေပါရင်မကြတော့ချိန်မှာတော့အိမ်ဝိုင်းတဲ့ကိုမောင်ဘိုးထင်တို့တငယ်ချင်းကားရောက်စိုက်စိုက်မြိုင်မြိုင်နဲ့ဝင်လာတယ်သူတို့ဝင်လာတဲ့အချိန်မှာဂျိုးသိန်းရဲ့မျက်နှာပြုံးရွှင်သွားလိမ့်ရဲ့ပေတူကလက်ထဲကကင်ထားတဲ့အင်ဘတ်တုတ်ကိုစပွဲပေါ်တင်လိုက်ပြီးဂျိုးသိန်းကိုစကားဆိုပါရင်ကဲကိုဂျိုးသိန်းဘိုက်စားနေပြီမလား ဒီအကိုပဲကြီးကိုဥကေရထမင်းလာပို့ပေးပြီးငောင်ငန်းအတင်းကျွေးလို့သာထမင်းစားတော်ဆိုပဲကဲကဲကဲစားပြအောင်ကြီးပေါင်းနေအကျော်ယူလာပြီအေးကွာမင်းတို့ကိုပဲကြီးကဘာမှမကြွေးဘူးညကတဲ့ကအခုထိအရက်ပဲတောက်ခိုင်းနေရဂျိုသိန်းရဲ့စကားကြောင့်ရခိုးနဲ့ရီဝီနေတဲ့ပဂျင်ကိုကသူ့ကိုအပြစ်ဆိုနေတဲ့ဂျိုသိန်းကိုငှက်ဆောင်ကြည့်လိုက်ပြီးရောဂျိုသိန်းမင်းကငါ့ဆေးတိုက်နေတာပါကွာအသေးခွင့်ပျောက်တဲ့ဆေး စိတ်ငြိမ်ရင်ပျောက်တယ်စီကိုအပြစ်တွေကိုပြင်အောင်ဖျောက်တယ်စီအဲ့ဒီစေးလုံးတော်ကြီးကိုငါကြိုက်နေတာပါကွာအေးမဗျာအေးမကျိုးသိန်းကမိသည့်စကားမှတက်ပြီးမပြောတော့ဘဲအင်ဗန်နဲ့ထုတ်ထားတဲ့ကောင်းချင်းပေါင်းနဲ့အကျော်ကိုအားရပါးရလွေးနေတော့တဲ့အဲ့နောက်သားကြီးကအင်ဗန်နဲ့ထုတ်ထားတဲ့နောက်ထပ်အထုတ်တထုတ်ကိုကိုပတိငိုရှိကိုပြစ်ချပေးလိုက်ပြီးတော့ရောက်ကိုပတိငိုဒီတိုင်းတောက်မနေနဲ့အမြဲလေးနဲ့တောက်ဟာ ချက်တော်တွေပါလားကွာအရဲရဲအရသာကိုဖြည့်စည်းပြမဲ့ချက်ကြောင်းငါမစားဘူးရခမရစားဖို့လိုတယ်တောက်ကြီးတောက်မနေနဲ့တော်ကြတင်းကျန်ကိုရောက်နေရောမယ်ရောက်ပါစီကွာတီရောလဲအေးရမယ်ခမရအသင်အေးပြီတင်တာခမရသင်ရဲ့အကျုပ်ကခမရကိုခိုင်းစားမှကြည်တာမဘိုးထင်ကခက်တီတီနဲ့အရိလိုပြောလိုက်တဲ့ကပကြင်ကိုကရီဝေဝေမျက်နှာနဲ့မဘိုးထင်ကိုကြည့်ပြီးတော့အေးအဲ့ဆိုရင်တော့ ဒေလုံးမဖြစ်ဘူးစားမယ်စားမယ်ပြောင်းနေဒီမှာတက်တာတော့တက်တာထဲမှာငွေရှိတယ်ကွာမင်းတို့ကြိုက်တာပဲကြိုက်တာချက်ဒီနေ့ရစားပြီပတိငိုပြန်စားပြီတင်ဘိုးထင်ကဟိုခိုင်းစားမှာဒီကောင်ခိုင်းစားတာတော့မခံနိုင်ဘူးဒီတော့ပတိငိုစားပြီဘာဘိုးထင်တို့ကပတိငိုရဲ့လေးလေးပင်ပင်တန်နဲ့ပြောလာတဲ့စကားတွေကြောင့်တယောက်ကိုတယောက်ကြည့်ကပြုံးလိုက်ကြပါလေရောဘာဘိုးထင်တို့ကပတိငိုရဲ့အိမ်မှာချက်ပြုတ်စားတော့ကြတယ် ။ပကြင်တော်သည်လည်းထမင်းကိုအားရပါရစားနေတာကြောင့်ထမင်းလာဖို့တဲ့ဦးကဲပင်အံ့ဩဝမ်းသာလျက်ရှိပါရင်။ပကြင်ကိုမင်းကွာငါထမင်းလာဖို့နေတော့ငါကြောင့်မစားဘူး။ဒီကောင်လေးချက်ပြုတ်ကြီးမှပဲစားနေရပေါ့။မစားလို့မရဘူးဆရာကြီးကဲတုတ်တယ်။ဟိုကောင်အောင်လန်းဆရာပေါ့စာခိုင်းစားမယ်လေဗျာ။အော်အဲ့လိုလားအေးအေးအေးမင်းတည့်ရတိုင်းတော့ဘိုးတင်ကခိုင်းမေးစားမှာကျွေးမဲ့ကောင်မဟုတ်ဘူး တည်ရဲလေအဲ့ဒါကြောင့်မတည်ရောက်ထမင်းစားနေတာပေါ့ဝခဲရမှာဘိုးထင်တော့နေတူထမင်းစားနေတဲ့ပကြီးငိုကိုကျင်းနဲ့စာကြည့်ပြီးနောက်သူယူလာတဲ့ထမင်းနဲ့ဟင်းတွေကိုထားခဲ့ကောင်းအားလုံးကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်အဲ့နောက်ဘိုးထင်တော့အုပ်စုကထမင်းစားတော့ပြီးသွား၍တန်လျာမှာထိုင်ပြီးဂျိုးသိန်းကိုနွားခွန်းရတဲ့ကိစ္စရဲ့အချောင်းရင်းပြည့်ပြည့်စုံစုံကိုမေးလိုက်ပါရင်ကဲဂျိုးသိန်းရွာလူတွေကတခိုးမိရောမဖမ်းနိုင်ခဲ့လို့ငါတို့ကတော့မကောင်းမြင်နေတယ်ဗျာ မိဘတွေဖြစ်ခဲ့တယ်ဆိုတာအမှန်တိုင်းသာပြောပြငါတို့လည်းကုညီတင်တာကုညီမှာပေါ့ကွာအေးပါတရားရဟာငါအမှန်တိုင်းပြောပြပါမယ်မင်းတို့တွေကငါဘဝကိုကယ်တင်ထားတဲ့သူတွေပါကွာမင်းတို့ဂျေဇုကိုငါတသက်မမေ့ပါဘူးရပါတယ်မင်းเจ้าကိုငါတို့ကုန်သိနေရပဲမင်းကငါတို့အပေါင်းသင်းပါကွာရွာနွားရီကိုတော့မင်းကယ်ခဲ့ဘူးလားပဲမင်းစိတ်နဲ့မခိုးဘူးဆိုတော့ငါတို့သိတာပေါ့ ငါကကမှားတာပါကွာငါဆီဟာမင်းနောက်စီမှာအေးဆေးဆေးအလုံးလုံးနေရရတာဦးဂျိုးထောင်တဲ့ဝါသနာဟာငါ့ကိုဒုက္ခပေးသွားတာဂျိုးသိန်းကစပွဲကုံဘောကအရင်ွေးချမ်းတစ်ခွက်ကိုတောက်ရင်းသူဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောင်းပြောပြပါလီတော့တယ်နိုင်ငံကျွတ်ဒီမှာဂျိုးငတ်တီကအုံလိုက်ကြလေရှိပါရင်အဲ့ဒီဂျိုးတွေကိုဖမ်းရတဲ့အတွက်ပေပင်ရွာကဂျိုးသိန်းတယောက် ခြေနေကိုင်းနေဂျိုးထောင်နဲ့ဂုတ်တွေကိုယူကပေပင်ရွာကနေထွက်လာခဲ့ပါရယ်။သူကတဖန်ဖိုးရွာပြင်ရှိနန်းကင်းကျွတ်တွေစီကိုသွားနေတယ်။အဲနောက်တိပင်ရိတ်မှာထိုင်ကောင်ပါလာတဲ့ဂျိုးထောင်ကြောက်တွေကိုပြင်ဆင်နေပါရယ်။ BC သားတွေကသူကနန်းကင်းကျွတ်ထဲကိုထောင်ကြောက်တွေတွားရောက်ထောင်ထားလိုက်တယ်။အဲနောက်ပါလာတဲ့တဲဂျိုးကိုဂျိုးချီ၍ခြာထားလိုက်ပြီးသူကတိပင်ရိတ်ကိုပြန်လာကောင်တရေတမောအိတ်လိုက်ပါရယ်။အဲဒီအချိန်မှာမိန်းကလေးတစ်ယောက်ကဟဲဂျိုးလေးတွေမိနေတယ်။ အဲ့လိုမျိုးအတန်လင်လင်ကြောင့်ဂျိုးသိမ့်အိနေရကမဟုတ်တုတ်ထားထိုင်လိုက်ပြီးသူဂျိုးထောင်ထားခဲ့တဲ့နန်းကင်းကျွတ်နေရကိုလှမ်းရေးကြည့်လိုက်တော့သူနဲ့ရွယ်သူမိန်းကလေးတယောက်ကသူထောင်ထားတဲ့ထောင်ကျောက်ကဂျိုးလေးတွေကိုဖြုတ်ပေးနေတာကိုတွေ့လိုက်တယ်။ဒါကြောင့်သူကစိတ်ထိုးသွားပြီးတော့ဟေးငါထောင်ထားတဲ့ဂျိုးလေးကိုဘာလို့ဖြုတ်နေရလဲ။ဂျိုးသိမ့်ရဲ့စကားကြောင့်မိန်းကလေးကလှမ်းဖြတ်သွားပြီးဖြုတ်လက်ဆဂျိုးမျက်ကိုကင်ထားရင်းကနေအံ့ဩနေလေတယ်။ ရိုင်းနာဂျိုသိန်းကမိန်ကလေးစီပြေးလွှားသွားလိုက်ပြီးမိန်ကလေးလက်ထဲကငှက်ကိုလွှဲယူလိုက်ကောင်။ငှက်တခုမှနေငါငှက်ဒီခိုးလို့လား။ရှာရဆဆငါငှက်ခိုးစရာလားငှက်လေးဝေဒနာလို့လှုပ်ပေးမလို့။ဟွန်း။တခုကလူမိသွားလို့အဲစကားပြောတာမလား။နေငှက်တော့တော့မပြောနဲ့။ဝက်တကောင်လုံးတော့ပေါ်စားနိုင်တယ်သိရလား။အေးအောင်ဆိုသွားပေါ်လေဘာလို့ငါငှက်ဒီဖြုတ်ခိုးနေရလဲ။ မင်းကငါပြောတယ်လေငါမခိုးဘူးလို့တနာလို့လှုပ်ပေးမလို့ပါဆိုမိန်းကလေးကဂျိုသိန်းတခိုးရိုးစွန့်နေမှုကိုမခံသိမခံသာဖြစ်ကောင်းငိုမဲ့မဲ့ဖြစ်နေရှာရင်းအဲ့ဒါသူမရဲ့အတန်းမှာငိုတန်ပါလာ၍ဂျိုသိန်းတယောက်တနာသွားပြီးတော့ကဲကဲမခိုးဆိုလဲထားလိုက်တော့နင်ကဘယ်ရောလဲဒီတဖန်းဘိုးပါပဲနင်ကတို့ရောကမဟုတ်ပါဘူးဘယ်ရောလဲငါပေးမရနေဒီဂျိုလေးတွေကိုဘာလို့မလဲ ဘာလို့ ਆ မှာလဲကြော်စားမင်းချက်စားမင်းပုံရင်ရောက်မှာပေါ့ဟာဂျိုးသိန်းရဲ့စကားကြောင့်မိန်းကလေးကဂျိုးလေးတွေကိုကြည့်ကောင်းစိတ်မကောင်းဖြစ်လို့နေတယ်အဲ့နောက်မိန်းကလေးကဂျိုးသိန်းကိုကြည့်ကောင်းနေဒီငတ်ဒီကိုရောက်မှာလားနေရဝင်နိုင်လို့လားဝင်နိုင်တာပေါ့တကောင်ဘလောက်လဲတော့ပြောနေအကောင်လုံးဝင်မှာဆိုရင်တော့တကောင်50ပဲပြီ50မများဘူးလားနေ့အလကားရထားတဲ့ဟော ဖားလကားလေတီတီလာရယ်ပြီးတော့ငါးထောင်ကျောက်တီးရမိုးဘော်ကကြတာမဟုတ်ဘူးဝင်နဲ့ဝင်ရတာဒီပါနင်းလွတ်လိုက်တော့ဈေးနဲ့တက်သွားပြီးမို့ဂျိုးသိန်းကရုံးကန်နေတဲ့ဂျုံးကန်လေးတွေကိုထောင်ကျောက်ကနေတကောင်ချင်းလွတ်ပေးနေရင်ကအကောင်ကြီးတက်ကိုမှတ်သားလိမ့်တယ်ကောင်မလေးနေလဲမှတ်ထားတော့ဒီပါမငင်းနဲ့ဒီပါတော့လွတ်မှသာလွတ်စမ်းပါကျော်သိန်းကသူထောင်ထားတဲ့ထောင်ချောက်ကနေဂျုံးကလေးတွေကိုတကောင်တကောင်စသဖြင့်ရေတွက်ပြီးလွတ်ပေးနေလျောင ဂျိုးငတ်ပေါင်း15កောင်တီးတီးရှိနေတယ်။ဂျိုးသိန်းကနောက်ဆုံးဖြစ်တဲ့ငှက်ကလေးကိုလွတ်ပေးပြီးအောင်နဲ့မိန်ကလေးကိုတီးလာပါ။ကဲအားလုံး15កောင်တစ်កောင်5ချက်ဆိုတော့10កောင်ကို90ဟို9កောင်ကတွက်မနေနဲ့85ချက်။အေးဟုတ်တယ်ဟုတ်တယ်85ချက်ပေး။တော်ရလာတာငွေမြူလာခဲ့ပြီ။ငါပြေးရင်လာအောင်မယ်နေဒီမှာစောင့်နေ။အမလေးလေးလေးဒါမျိုးတွေကရိုးနေပြီ။ တကယ်ငါတကယ်ပြန်လာပြီမယ်မရပါဘူးကဲအဲ့ဒါဆိုလေနေငါအိမ်ကိုသာလိုက်ခဲ့တော့မိန်ကလေးကရီလို့ပြောပြီးအောင်နေထွက်သွားရဂျိုးသိန်းကလည်းပြောရည်ပြီးအနောက်ကနေလိုက်သွားပါလိမ့်ရောတဲ့ဟဲ့သမီးဘယ်ကမောင်ကြီးခေါ်လာတာလဲကွယ်ဂျိုးထောင်တဲ့ကောင်မပါရဲ့ဂျိုးလေးတွေတနာလို့သမီးသူ့စီဟာဝယ်ပြီးလွတ်လိုက်တယ်အဲ့ဒါငွေပါသွားလို့သူကငွေလိုက်ယူတာအေးအေးပြီးလောင်ပြီးလောင်ကဲမောင်ကြီးဒီမှာလာတိုင်းစော့ ဥပဒေရောကောင်းကောင်းတိုက်ပုံဖြူကိုဝစ်ဆင်ထားတဲ့အသက်60ကျော်လူကြီးကဂျိုးသိန်းကိုထိုင်ခိုင်းတဲ့အတွက်ဂျိုးသိန်းကထိုင်လိုက်ပါရင်မိန်းကလေးဒီကအင်ကြီးဘော်ကိုတက်ကဝေးသွားယူနေတယ်။အင်ရှင်လူကြီးကသူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ဂျိုးသိန်းကိုရင်နှွေးချမ်းတစ်ခွက်တည်းရင်နှွေးချဲ့ပြီးကမ်းပေးလိုက်ကောင်။မောင်ရင်ကဘေရွာကတောင်းကွယ်။သူကပေပင်ရွာပါ။ပေပင်ဟုတ်လား။လူကြီးကပေပင်ရွာလို့ကြားရနေမျက်နှာပြုံးရှင်သွားပြီး အဲနောက်သူကသူ့ရဲ့မိကိုစတင်မိတ်ဆက်လာတယ်။မောင်ရင်တုံနမေကိုမှတ်ဦးတက်ခလို့ခေါ်တယ်။မောင်ရင်နဲ့တွေ့တာကြောက်သမီးနှင်းမုံနဲ့။အော်ဟုတ်ကဲ့ဟုတ်ကဲ့။သူတို့စကားပြောနေစဉ်အိမ်ပေါ်ကိုငွေတက်ယူတဲ့မိခလီနှင်းမုံကအိမ်ရောက်ကိုပြန်ရောက်လာပြီးလက်ထဲမှာကင်ထားတဲ့ငွေစက်ကူကိုကမ်းလိုက်ပြီးတော့ရောက်ကိုအဝါရှင့်ကိုပေးရမယ်ငွေ။တုံနမေကကိုအဝါမဟုတ်ဘူးဗျဂျိုးသိန်းဗျဂျိုးသိန်း ဂျိုးသိန်းနမည်နဲ့လူနဲ့လဲလိုက်ပါကြွကြွကြွဟဲ့သမီးအဲ့ဒါကိုဘယ်လိုတွေပြောနေရလဲကဲကဲကဲအဲ့ဒါကိုသမင်းကြီးပြောလို့ဂျိုးသိန်းကဦးတက်ခါရဲ့စကားကြောင့်အံ့ဩသင်နေတယ်လို့နေမုံဒီလဲအံ့ဩနေပုံပေါ်နေတယ်အဲ့နောက်နေမုံကမတည်မနှက်ပြောမယ်ချင်စင်ဦးတက်ခါမှလက်ကပြလိုက်ပြီးတော့သမီးအဖပြောတာဟုတ်မဲလို့ဟုတ်ကဲ့အဲ့ဒါဆိုသမီးဟင်းချက်လာအောင်မေးအေးအေးဖွဲဖွဲရာလေးလောက်ခွေ ။ဖားမင်ဖြစ်သူရဲ့စကားကိုမပယ်ရှားသူပြီးပြီးနှင်းမုံသည်လည်းမိသည့်စကားမှမပြောတော့ဘဲမိဘကြောင့်ပဲထွက်သွားလေ။အိနောက်အာနာနေရဲ့ဂျိုးသိန်းကဦးတက်ခါကိုကြည့်ကောင်။ရရည်ဝီကြောက်မစားတော့ပါဘူး။မောင်ရင်ဝီရစေနာရှိလို့ကြွေရမငင်းသိမ့်ဘူးထင်ပါရဲ့။ကျိုးသိန်းကလည်းသူ့ကိုခက်တီတီကြည့်ပြီးပြောလာတဲ့စကားကြောင့်မိသည့်စကားမှမဆူနိုင်တော့ဘဲဦးတက်ခါရဲ့စကားကိုသာနားထောင်လိုက်ရပါတော့တယ် ဂျိုသိန်းကသဘောကောင်းတဲ့ဦးတက်ခါရဲ့နေအိမ်ကိုအမြဲအလည်လာတတ်တယ်။တနေ့မှာဦးတက်ခါကဂျိုသိန်းကိုနှမ်းရင်ရမှာကူညီပေးဖို့ရတောင်းဆိုတော့ဂျိုသိန်းတယောက်မငဲတာပဲကူညီလိုက်ပါရယ်။ဒါကြောင့်ဂျိုသိန်းကဦးတက်ခါရဲ့နေအိမ်မှာနေပြစ်သွားနေတယ်။အစကသဘောထားစိုးမယ်ထင်ထားတဲ့နှင်းပုံမှလည်းသူ့အပေါ်မှာမထင်မှန်းလောက်အောင်စိတ်ကောင်းစိန်နာရှိလာတာကြောင့်ဂျိုသိန်းတယောက်နေရထိုင်ရသည်မှာအစဉ်ပြေလွနေပြီးအားနာရသည့်အထီးပင်ဖြစ်လာရည်။ကိုဂျိုသိန်း ဒီနေ့ဘိုင်းစားတင်လေနေမောင်ချက်ကျွေးမယ်လေကိုကျိုးသိန်းလို့မခေါ်ပါနဲ့ဗျာကျုပ်ကအသက်20တောင်မပြည့်သေးပါဘူးအဲ့ဆိုနေမုံနဲ့အတူတူပါပဲနော်မတူနေမုံကကျုပ်ထက်အများကြီးနုတယ်ဟိုမဟုတ်တာဟုတ်ပါတယ်ဟိုတလောကလူမနေမုံကတိတ်လာတာပဲတန်းနေဦးကြီးရောနော်အဘကနွားရီတအားဝသနာပါတာရွာလေပိုင်းမှာ နွားမွေးရွာသွားကြည့်လေဟုတ်လား ဝေးရငွေတော်တော်ရှာနိုင်တယ်ပြောတယ်ဟုတ်လားအဖေကအထက်လမ်းပညာနဲ့ဈေးလဲကူတယ်လေလူတွေကအတင်းကတော့ရင်လေသူကများယူတာပါပဲသူတို့ကရှိကူပြမှာစကားပြောနေရင်ကဂျိုးသိန်းကနှင်းမကိုငေးကြည့်နေတယ်အပြိုလေးနှင်းမမှာဆူဆိုက်ကြည့်နေတဲ့ဂျိုးသိန်းရဲ့အကြည့်ကိုမခံနိုင်မဲရှက်သွေးဖြာနေစဉ်ငှက်ဖမ်းရမှာကြမ်းကျင်တဲ့တကောင်သားကနှင်းမရဲ့လက်ကလေးကိုသူ့ဖမ်းနေကြဂျိုးနဲ့အမသည်လောက်လှင်မြန်စွာဆုပ်ကင်လိုက်ပြီးတော့ ကျုပ်နေမောင်ချစ်တယ်ဗျာ။ဟိုကိုကျော်သိရလဲ။အဲ့လိုတန်ကြားကလေးကတကောင်သားကျိုးသိန်းကအချင်းကြီးကောင်းပြီလို့တန်းလိုက်ကလက်ကလေးကတစင်ပခုံးလေးစီတိုးဖက်လိုက်ကတမင်းကြီးစားအစင်းစီကိုတလန်းလိုက်ကြပါလျော်ရယ်။ကျိုးသိန်းကယခုနောက်ပိုင်းပေပင်ရွာကိုမပြန်ပြစ်ဒီမှာအတော်ကြာပြီဖြစ်ပါရယ်။ရွာကလူတွေကိုဖြင့်ဂျိုးသွားထောင်တယ်လို့ပြောထားခဲ့တယ်။အခုလဲဂျိုးသိန်းကနေမောင်နဲ့တူအိမ်မှာလွတ်လွတ်လပ်လပ်ရှိနေတယ်။ သို့ပေမဲ့လုံလုံကျူးကျူးတော့မဖြစ်ပေအဲဒီလိုနဲ့တနေသောညနေမှာဦးတက်ခါကထရင်နဲ့အရံများပြီးအမျိုးစုံသားတွေအမီးတွေကိုအင်ကိုယူလာပြီးတော့အိမ်ပေါ်မှာပြင်ဆင်လိုက်ပြီးဂျိုသိန်းကိုပြူစုလိုက်ကဲမောင်ရင်မင်းနဲ့ငါတို့နဲ့ဆိုတာမိသားစုလိုဖြစ်နေပြီနန်းခါဖို့တပည့်ကူညီတောင်းလာမင်းကထဲရီးတွေပြီးအောင်တော့ထိုးပေးခဲ့တယ်ဆိုတော့ဂျေဇူကအများပြီ ထိုက်တဲ့နဲ့အဖိုးခါလဲပြီးမယ်ဝီရိုဧကန်နာလေးလဲလက်ခံပါကွာ ။ဒါမှမဟုတ်တာကျုပ်အဖိုးကမယူပါဘူး။ယူရမယ်ကွာ။အမယူမရစေနဲ့ခင်ဗျာ။အခုလိုကြွေးမိထားရတဲ့အတော်ကိုပြေဆုံးနေပါပြီ။မဟုတ်သေးပါဘူးကွာ။ဦးကြီးမတရားလုပ်တယ်လို့ဖြစ်နေမှာပေါ့။မဖြစ်ပါဘူးခင်ဗျာ။ဂျိုးသိန်းရဲ့စိတ်ထဲမှာတော့တနေ့ငါအုပ်စာရီပဲဖြစ်လာမှာအလကောင်လှုပ်ပေးရမှာပါလို့သာတွေးနေမိတယ်။သူအထင်းကြီးခါကညင်းမိမဲ့ဦးတက်ခါကထရီရီကိုခွက်သေးလောင်းထက်လိုက်ပြီးတော့ မရင်ဘူးဆိုရင်လည်းဦးရီအေခန္ဓာလေးတော့မငင်းရအောင်နော်ဟုတ်ကဲ့ပါဦးရီရအေခန္ဓာဆိုတော့လေကျိုးကတောက်အောင်ပါပေါ့ဂျိုးသိန်းကဦးတက်ကငယ်ပေးရဲ့ထရီနဲ့အရက်ကိုတောက်နေလျောက်နှစ်ပင်လိန်သွားတာကြောင့်မကြခင်မှာပင်အတော်ငူးလာပြီးဖြစ်ပါရင်အဲ့နောက်လမ်းလျှောက်ရပြီးမတက်နိုင်တဲ့အချိန်ငူးလာရောက်ဦးတက်ကကသူ့ရဲ့ပခုံးကိုပုတ်ပြီးစကားဆိုရည်ကဲမောင်ရင်ဒီကအိမ်ရောက်မှမအိမ်နဲ့အိမ်ပေါ်မှသာအိပ်ပြီးတော့ဦးရီကစိတ်ကူးစရာရှိသေးတို့သွားလာအောင်မယ် နောက်ကြမယ်ကွယ်ဟုတ်ကဲ့တော့ဆရာကြီးကတော့ပါဦးဂျိုးသိန်းကခေါင်းကိုပင်မထူနိုင်တော့ဘဲနောက်ကိုလှဲချလိုက်တယ်သူရဲ့နားထဲမှာတော့အိမ်ရောက်ကိုဆင်းသွားတဲ့ဦးတက်ခါရဲ့ခြေတန်တဲ့တဲ့ကိုတော့နောက်ဆုံးကြားလိုက်ရပါလိမ့်ရောတယ်မိန်းကလေးတယောက်ရဲ့ငိုတန်တဲ့တဲ့ကြောင့်ဂျိုးသိန်းအိမ်နီယာကနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်ပါတယ်သူရဲ့မျက်လုံးထဲမှာအိမ်ခေါင်းမိုးကိုအရင်မြင်လိုက်ရပြီးဘေးဘီဝေးရောက်ကိုလှဲကြည့်လိုက်တဲ့အခါ စီမီကလင်းရအောင်မှာတရှောင်းရှုပ်ငိုကြွေးနေတဲ့သူ့ရဲ့အချင်းလားစွာသောချစ်သူနှင်းမုံကိုတွင်လန်ရရင်ဂျိုသိန်းတယောက်မျက်လုံးတွေပြာဝီသွားပြီးထထိုင်လိုက်ချင်းအိမ်ကန်းတွင်းကိုဒေါသတဲ့ကြီးဝင်လာတဲ့ဦးတက်ခါကြောင့်ပူရီလန့်ဖြတ်သွားရရင်ဦးတက်ခါကသူ့အားအင်းနီကောက်ကဆွဲပြီးအိမ်ကန်းပြင်ကိုဆွဲခေါ်သွားပြီးတော့အသက်ခအုပ်အုပ်နဲ့အစကားဆူလေမင်းကငါတော့ရှုံကြည့်လိုက်ရတော့အခုမင်းရကွာဗျာတို့ဘာလို့မိလို့လဲဗျာ င်အောင်မင်းတော့နော်ဘာလဲမင်းကငါသမီးကိုတာဝန်မယူခြင်းလို့လားပြောစမ်းမဟုတ်ပါဘူးခင်ဗျာကျုပ်ဦးသမီးနဲ့မေတ္တာမြနေတာပါကျုပ်တာဝန်ယူပါမယ်အေးပြီးရောမေပောက်ကရလှုပ်လို့ရတော့တက်ခါရဲကွာမင်းတီမင်းသာအောင်ပြီးတော့လက်တွေမပေါ်ပဲအတက်ပြောင်းမယ်မကျိုးသိန်းကတခါမှမမြင်ဘူးတဲ့ဦးတက်ခါရဲ့ကြောက်မက်ဖွယ်ရဟန်ပန်ကြောင့်ကျသိန်းထသွားတယ် အဲနောက်သူကအင်ကန်လေးကိုပြန်သွားကနေမုံကိုသူလက်ထပ်ယူမဲ့အကြောင်းပြောပြီးပကုံးလေးကိုဖက်လိုက်စဉ်နေမုံတင်းအောင်အဖက်မခံမဲ့စိတ်ဆိုးဟန်နဲ့အိမ်ဘောကပြေးစင်သွားပါတော့တယ်။သူနောက်ကလိုက်ပြီးသွားမဲ့ကြံစဉ်ဦးတက်ခါမှတားလိုက်ပြီးရော။ဟေးမင်းတောက်ခွက်ကြီးသွားအောင်ပြနေဦး။ငါတို့မီးကဒီထက်ကြဲကြဲအောင်ကုန်အကုန်လုံးတောက်ရက်ကြီးကွဲကုန်မယ်။သူသူဘာလို့ရမှာလဲ။မင်းကဘာလို့ရှင်လို့လဲ။သူကဦးသမီးကိုတောင်းရင်ယူရမှာလေဗျာ။အဲ့တော့ သူ့အနာလေးဟင်းဒီကောင်တော့ပြောင်းအောင်ဆိုခတ်လိုက်တာကျွန်တော်မေးဆက်နေမနေ့ကငါအစီအစဉ်ပြောမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဂျိုးသိန်းနဲ့ဦးတက်ခပြောတဲ့အတိုင်းအေဦးကမ်းမသာကွေးကွေးလေးပြန်အိတ်လိုက်ရပါလိတော့တယ်ကဲဖြစ်ပြီးရတယ်လေဖြစ်ပြီးပြီငါဒေါသနဲ့မဖြေရှင်းတာပဲမေးကန့်ကောင်းနေမှာကျေးဇူးတင်ပါတယ်ဦးကြီးရေအေးအဲ့တော့မင်းကသမီးကိုယူပါမယ်ကွာ ယူမပါဘူးဘယ်နေယူအောင်လဲခင်ဗျာမိမိကြီးရောငါသမီးကိုမြန်လဲထဲမှာပေါက်တဲ့လေဘဒူရအောင်မေးနေလားဟောအဲ့လိုသဘောပြပြောတာမဟုတ်ပါဘူးခင်ဗျာဂျိုးနှင်းရဲ့စကားပြောမှကိုဦးတက်ခါမှမတီမနဲ့ပြန်တုံ့ပြန်လာခြင်းဖြစ်ပါ रे အဲ့နောက်ဦးတက်ခါကသူ့ရဲ့ရှေ့မှာမျက်နှာငယ်လေးနဲ့ထိုင်နေတဲ့ဂျိုးသိန်းကိုစူးစိုက်ကြည့်ကကောင်းလေမင်းကသမီးကို တင်တောင်းတင်တင်တောင်းရင်ရလိမ့်မယ်ဗျာကျုပ်ပိုင်တာဆိုလို့ ဂျိုးတောင်နဲ့ထောင်ချောက်တွေပဲရှိတာပါခမညမရဘူးမိန်းကသမီးကိုလင်ကားကြီးကနွားတောင်ရှင်းနဲ့တောင်းရလိမ့်မယ်ညာသူဘယ်လိုလုပ်ရမလဲဗျမေးတောင်းရင်တောင်းမတောင်းရင်မင်းကိုအသေးတက်မယ်ကောင်းကောင်းမွန်မွန်စကားဆိုနေကအယုတ်ကြီးဆိုသလိုမျက်နှာတင်းမာလာတဲ့ဦးတက္ခကိုကြည့်ကဂျိုးသိန်းတယောက်အကြောင်းရောလာရယ်ဒါကြောင့်ထိုင်နေရကစောင်းကြောင်းထိုင်လက်အုပ်ချလိုက်ကကျုပ်ကိုတက်လေခံရမှာပဲ ဦးတခါကဂျိုသိန်းကိုကြည့်ပြီးတစ်ချက်ပြောလိုက်တယ်။အဲ့နောက်ထောင်းတစ်ချက်ဟန်လိုက်ကောင်။ကောင်းလေးမင်းကတနာလာပြီကွာ။အဲ့တော့အခွင့်အရေးတစ်ခုပေးမယ်။ငါခိုင်းနာကိုအောင်မြင်အောင်လုပ်နိုင်ရင်မင်းတို့ငါသမီးနဲ့ကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ပေးမယ်ကွာ။ညောင်လေးချက်ရောင်ကြီးတန်းလာပြီးဖြစ်တာတော့ဂျိုသိန်းဦးတခါကိုကြည့်ကောင်။ဝီခန်းကြီးတော်သာခိုင်းပြကျုပ်လှုပ်ပေးမယ်။တိမ်လည်းတိမ်ပါစေ။အဲ့လိုကြီးမလိုပါဘူးကွာ။ အာပြောပြမယ်။ဦးတကကလက်အုပ်ချီချန်နီရဲ့ဂျိုးသိန်းကိုခေါ်လိုက်ပြီးသူ့အနီးမှာထိုင်ခိုင်းလိုက်ကောင်အတန်ခတ်ဟုတ်အောင်နဲ့စကားဆူလာရင်းကောင်းလေးမင်းကောမင်းတို့ရောက အကောင်ဆုံးနွားစင်ကိုခိုးပြီးဖျားပါလေမင်းမခိုးပြီးနိုင်ဘူးလားမဟုတ်ပါဘူးဗျာကျုပ်ကစေကောင်လုံးတရော်လေးမှာခိုးရမှာဆိုတော့လူမိမှာပေါ့ဗျာအဲ့ဒီတော့မင်းမပူနဲ့ ခိုးပြီးမှလာပြောကျုံမရွေးချယ်စရာဘာရှိသေးလို့လဲဗျာဦးတခါကဂျင်းနဲ့ဆိုပြုံးလိုက်ပြီးတော့ဂျိုးသိန်းကိုအိမ်မော်ခေါ်သွားလိုက်တယ်အဲ့နောက်ဂျိုးသိန်းတာမဲကြီးတလုံးထဲကနေစုတ်တန်နေထုတ်ကောက်စပွဲဝိုင်းပေါ်ကပွဲရီထိုးပြီးနောက်ဂျိုးသိန်းရဲ့ကြောပြီးရင်ပန်းနေပေါင်းနေမှာအစီအရင်နေစတဲ့ထိုးပေးလိုက်ပါတော့တယ်အနာပါပဲကွာငါလဲသူခိုင်းနေတိုင်းရွာရင်းဝင်ဘွားရီကိုနဖားကြိုးဝကန်ပြီးလူ့စကားပြောသလိုအမိတ်ပေးလိုက်တယ် ဒီရနဲ့နွားရီကိုတက်စီပြီးတကောင်ပြီးတကောင်ခိုးနေရပေါ့ကွာမိမောင်ခိုးထားတဲ့နွားရီဘယ်မှာသွားထားလဲညာရင်းချင်းပဲတောအုပ်တစ်ခုစီပို့ရတာကွာအဲ့ဒီနေရာကိုငါသိတယ်ငါသွားဖို့ရင်ဥတက်ခါကြီးကတခြားနေရာဆွဲသွားရောနွားရီကိုနွားတက်ကုန်းကိုတော့ပို့တာမဟုတ်တော့ပါဘူးနော်ဟာအဲ့ဒါတော့မဟုတ်ဘူးကွာဒီလူကြီးကနွားကိုတော်တော်ချစ်တာကွာဝယ်နိုင်ရဲ့သားနဲ့ခိုးခိုင်းတာငါဖြစ်နားဟုတ်မလဲပါဘူးကွာ ဂျိုသင်းကမော်ဘိုးထင်တို့ကိုသူကြုံတွေ့ခဲ့ရတဲ့အကြောင်းစုံပြောပြနေခြင်းဖြစ်ပါ रे အဲ့နောက်မော်ဘိုးထင်ကဂျိုသင်းကိုကြည့်ကောင်းကဲကိုဂျိုသင်းဘာမှမပူနဲ့ခမရရဲ့ရောက်ခမလောင်းကြီးနဲ့ထိတ်တိုက်တွေးကြတာပေါ့ဗျာမင်းတို့သဘောပါပဲကွာအဲ့လိုနဲ့မော်ဘိုးထင်တို့ကဥတက်ခါကိုမြည်တော့မြည်ပုံရင်ဆိုင်ကြမိကိုဆွေးနွေးတိုင်ပင်နေကြပါလေရောတဲ့ပရိသတ်များခမရအခုတင်ဆက်ပေးခဲ့တဲ့ဇလံလီကတော့စာရေးသူမော်တင်ဆန်ရေးသားထားတဲ့ အောင်လန်းဘိုးထင်နှင့်ဒေါင်းရောင်ဆောင်သောကြီးဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်။နောက်ဆင်ပြီးခင်ကြရတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရယ်ဗျ။ဒီဇလံလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခင်ဗျာ။